တန်ချောင်းนี่အခုအရွယ်မပြည့်ဘူးဒါဟာတော်တော်ကြီးကိုကျွန်တော်ဖြည့်ရှင်းဖို့ကြိုးစားနေရတဲ့ကိစ္စပါဆောက်လို့ပစ္စည်းနဲ့ပတ်သက်လာရင်တော့ဒါကွန်ကရစ်အခုတန်ကူကွန်ကရစ်အစားဦးတွေအပြည့်များဖြစ်ကြတာเนาะအခုတန်ချောင်းนี่အခုနောက်ပိုင်းသတိထားမိကြလိမ့်မယ်တန်ကြီးတန်ကွေးသမားကကွေးလိုက်တဲ့အချိန်မှာကြံပတ်လန်သွားတယ်ကွေးကျိုးသွားတယ်အဲ့ဒီတန်ချောင်းမျိုးကအခုတန်လို့နွဲ့ရင်ခံနိုင်ပါမလား ဆိုတာဒါလေးသတိထားဖို့လိုပါလိမ့်မယ်เนาะအဲ့ဒါဒါအခုတကယ် highlight လုပ်ရမယ့်ကိစ္စအာကိုကုတ်အတိုင်းလိုက်နာပါဒီဇိုင်းအတိုင်းလုပ်ပါပါညာခုနဒီ detailing လုပ်ပါလို့ပြောပြီးကမှထည့်ထားတဲ့တန်ချောင်းအရွယ်အစားကြောင့်ပြဿနာဖြစ်နိုင်တယ်အဲ့ site မပြည့်တာเนาะအမျိုးအစားအခုဗန်ကောက်မှာအခုစက်ယုံဟိုဒီတန်မဏိစက်ယုံရဲ့ဝင်ဟိုပါဖမ်းတဲ့အစဉ်ရောက်ထားပြီးပြီဒါတန်အမျိုးအစားမမှန်တာမမှန်တယ်ဆိုတာမကောင်းတာမဟုတ်ဘူးเนาะ သူ့သူ့နေရာနဲ့သူတုံးလို့ရတယ်ဒါပေမဲ့အခုကျွန်တော်တို့ခုနအဆောက်အဦကငလင်လာရင်လို့နှွဲ့ခံဖို့ဖြစ်ပါတယ်နှွဲ့တဲ့အချိန်မှာတန်ကြောင်းဟာအဲ့ဒီငလင်ကြီးအကြီးကြီးရမ်းနဲ့အစင်မဟုတ်သေးဘူးနဲ့တန်ကြီးတန်ခွေးသမားကိုယ်ယုံနဲ့ကျိုးပြီဆိုရင်တော့ဒါအခုကျွန်တော်တို့ပြဿနာရှိကိုရှိလိမ့်မယ်ဒါလေးနည်းနည်းလေးသတိထားစေချင်ပါတယ်အေးပေါ့လေကားလို့ခေါ်တဲ့ဟာပါနော်လူအားလုံးကအဲ့ဟာကိုဘယ်တော့မှသုံးမှာမဟုတ်ပါဘူးဆိုပြည်စည်းတွေထားတာတွေပေါ့ဗါတွေပိတ်နေတာရှိတယ်အေးပေါ့ကြာမှသုံးမှာဆိုပြီးတော့စင်းရင်တဲ့ရင်ကို နည်းနည်းအဆင်မပြေတဲ့အနေအထားမျိုးလေးတွေရှိတယ်။ကျွန်တော်ဒေါက်တာညံမြင့်ကျော်ပါလောလောဆယ်ရန်ကုန်နည်းပညာတက္ကသိုလ်မျိုးပြိုင်အင်ဂျင်နီယာဌာနမှာပါမောက်ခအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။နိုင်ငံတကာမှာတော့အတွေ့အကြုံတွေကိုစူးစီးပြီးတော့သူကနိုင်ငံလင်းလို့ရင်ဒါမျိုးဖြစ်တတ်တယ်လို့ပြောထားတဲ့ကိစ္စတွေရှိတာပေါ့နော်အခုတွေ့တဲ့အချိန်မှာတော့အဲ့ကိစ္စတွေအကုန်လုံးနှီးပါလောက်သူကတနည်းအားဖြင့်တနည်းအားတော့တွေ့ပါတယ်တွေ့တော့အဓိကကတော့အခုက ဖြစ်သွားတဲ့ဟာဒီမှာကျွန်တော်တို့မလင်တန်နဲ့ပတ်သက်လာလို့ရှိရင်ဆောင်းရံရှောင်းရံလေးတွေရှိတယ်အဲ့မှာဟိုရှောင်းရံလေးတွေကိုနည်းနည်းဟိုမရှောင်းနိုင်ခဲ့တဲ့နေရာလေးများသွားပြီဆိုရင်ပို့ပြီးထိခိုက်တာတွေ့ပါတယ်အဲ့တော့ဒါကျွန်တော်ပညာဟိုအင်ဂျင်နီယာပညာပိုင်းဆိုင်ရာအရာလိုအပ်ချက်ကလေးတွေများသွားရင်များသလောက်သူတို့မှထိခိုက်သွားတာပေါ့နော်အဲ့ဒါအပြင်ဥမာသူက ငလင်ရဲ့သဘောအတိုင်းပဲသူကမြေကြီးကနေမြေကြီးရဲ့အနေနဲ့ဆက်နွယ်နေတဲ့အခါကျတော့အစာဦးရဲ့တီနေရာကပို့ပြီးတော့ဟိုထိခိုက်စေတဲ့အနေအထားမျိုးလည်းရှိမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကနကိုကလေးကစောက်တဲ့အချိန်မှာကလေးကသူကဘယ်လိုပို့ပြီးထိခိုက်လာနိုင်ရင်မလုပ်ရမယ်ဆိုတော့ဟိုလုပ်ငန်းစဉ်ကရှိပြီးသားပါဆိုတော့အဲ့ဒီဟိုကျွန်တော်စောက်လို့ရေလုပ်ငန်းလုပ်တဲ့အချိန်မှာသူကကြိုတင်ပြီးတော့ဟိုစူးစမ်းလေ့လာရတဲ့အလုပ်တွေရှိတယ် အဲ့ဒါတွေကလည်းလိုအပ်ချက်ရှိခဲ့မယ်။စောက်တဲ့အချိန်မှာလည်းလိုအပ်ချက်ရှိခဲ့မယ်။အဲ့လိုအဲ့လိုဟိုလိုအပ်ချက်တွေပေါင်းသွားတဲ့အခါမှာပိုထိခိုက်တဲ့သဘောရှိပါတယ်။အဲ့ဒါမျိုးလေးတွေပါနော်ပြောရရင်အဲ့အဲ့ဒါတွေကတော့ဒါဟိုကျွန်တော်တို့ကအခုလည်းဖြစ်တဲ့နေရာတွေမှာတွားပြီးတော့သက်ဆိုင်ရာဌာနတွေအဖွဲ့အစည်းတွေကအချက်လက်တွေစုဆောင်းနေတာရှိရပါတော့။ဒါကတော့ဖြစ်နိုင်စရာအကြောင်းတွေအများကြီးပေါ့။အများကြီးဆိုတော့ဒီဇိုင်းပိုင်းလိုအပ်ချက်လားဆိုတော့ ဒါဒီဇိုင်းကြွက်တဲ့ကိစ္စကတော့ဒါဒီဇိုင်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့မှာမြန်မာ National Building Code ဆိုတာရှိတယ်။ဆိုတော့အဲ့ဒါကိုဒါအပြည့်အစုံလိုက်နာခဲ့ပြီဆိုရင်အများအားဖြင့်တော့ဒီဇိုင်းပိုင်းကလိုအပ်ချက်အနည်းဘူးလိုအပ်ချက်နည်းဖို့တော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဟိုအဲ့ဒီလက်ရှိအဆောက်အဦတွေကလည်းဒါလွန်ခဲ့တဲ့ဟို10နှစ်15နှစ်ပတ်ဝန်းကျင်ကဒီဇိုင်းလုပ်ခဲ့ရင်တော့လေဒါ ဒီဘက်ကပြင်ညတ်ထားတဲ့ building code တို့ပါတို့ဟိုအရင်တော့ဒါမရှိခင်တော့ UBC ဆိုတာရှိတယ် Uniform Building Code တို့ပါတို့အဲ့ဒါတွေနဲ့လုပ်ခဲ့တာတွေလည်းရှိတယ်ရှိတော့အဲကျွန်တော်တို့ရဲ့ဟိုမန္တလေးလူနေရာမြို့စကိုင်းလူနေရာမြို့နေပြည်တော်လူနေရာမြို့မှာဖြစ်လာမဲ့ငလျင်ရဲ့လိုအပ်ချက်နဲ့လက်ရောညီတွေမဖြစ်တဲ့ဟာမျိုးကိုတုံးခဲ့မိရင်တော့ဒါပြဿနာရှိနေတာပေါ့နော်ဒါကဒီဇိုင်းပိုင်းပါဒီဇိုင်းပိုင်းဆိုတာလဲဒါအခုကတော့ ရေဘူးရအချင်းပြောရရင်တော့ဒီဇိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့အင်ဂျင်နီယာအကြီးအငယ်တွေတော်တော်များများကဒါအရင်တော့အငယ်ဦးတန်းမြင့်တို့ဘာလို့ကျေးဇူးနဲ့ကျွန်တော်တို့ကတော်တော်လေးလုံနိုင်ကြနိုင်ရှိကြပါတယ်အဲ့လိုဝတ်ချက်ကတော့ရှိနိုင်တယ်ဒါပေမဲ့ကရှိသွားတဲ့လိုဝတ်ချက်ကလည်းခုနအလိုပေါ့ဒီနေရာဒေတာမှာဖြစ်လာမဲ့ဟာနဲ့လက်ရောညီတွေမဖြစ်တာကိုလုတ်ခဲ့မိရင်တော့လည်းပြဿနာရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကဆောက်လို့ရေးကိစ္စ ဆောက်လို့ရေးလုပ်တဲ့အချိန်မှာတော့ဒါကျန်းကျင်လုပ်သားတွေရောကြီးကြပ်တဲ့လူတွေရောကနည်းသတိလက်လွတ်ကလေးများဖြစ်ခဲ့ရင်သူတို့တကယ်လုပ်တင်တာလေးတွေမလုပ်ခဲ့မိဘူးဆိုရင်သူကပြဿနာတွေကြီးပိုတိုးလာနေတာပေါ့နော်အဲ့မှာဆောက်လို့ပစ္စည်းနဲ့ပတ်သက်လာရင်တော့ဒါကွန်ကရစ်အခုတန်ကိုကွန်ကရစ်အဆောက်အဦတွေအပြည့်များဖြစ်ကြတယ်နော်တန်တန်နဲ့တန်နဲ့တန်မင်းကြီးနဲ့ဆောက်တဲ့အဆောက်အဦတွေလည်းဖြစ်ကြတယ်အဲ့တော့ တန်ကုန်ကွန်ကရစ်ဆိုရင်သူ့မှာပြဿနာဖြစ်နေတာတွေကကွန်ကရစ်ရှိတယ်တန်ချောင်းရှိတယ်တန်ချောင်းနဲ့ပတ်သက်လို့နည်းနည်းပြောရရင်တော့ကွန်ကရစ်ကတော့အခုလောလောဆယ်ကျွန်တော်တို့ကဟို ready mix ကွန်ကရစ်တွေပါတယ်အဝယ်များကြတယ်အဲ့တော့နည်းနည်းအများစုလို့တော့ပြဿနာနေနိုင်တယ်လို့ထင်ပါတယ်ဒါပေမဲ့တန်ချောင်းမှာပြဿနာရှိနေတာတကယ်ဒါကျွန်တော်တို့အားလုံးဖြည့်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာအများအားဆွေးနွေးပြီးတော့စူးစမ်းနေကြတဲ့ကိစ္စပါတန်ချောင်းနေအခု အရွယ်မပြည့်ဘူးဒါဟာတော်တော်ကြီးကိုကျွန်တော်ဖြည့်ရှင်းဖို့ကြိုးစားနေရတဲ့ကိစ္စပါအရွယ်မပြည့်ဘူးဆိုတာတန်ချောင်း size ကတလဲမဆိုပြီးတော့ကျွန်တော်တို့ကတွက်လိုက်ပေါ့တကယ်တမ်းကျတော့တလဲမမရှိဘူးရော့နေတယ်ပေါ့ဒါမန္တလေးလိုနေရာမျိုးဆိုကျွန်တော်တို့ကြာ3အဆင့်3-4ဆင့်လောက်ထိရော့နေတာတွေရှိတယ်အဲ့ပြဿနာမျိုးတွေကလည်းဒီဇိုင်းကဘလောက်လုံးလုံးတကယ်လုံးတဲ့ချိန်မှာအဲ့လိုတန်ချောင်းအရွယ်မပြည့်တာတွေသုံးမိရင်လိုတဲ့တန်ချောင်းမထည့်လိုက်တဲ့သဘောနဲ့အတူတူပဲနောက်တစ်ခုက ဒါအခုနောက်ပိုင်းကျွန်တော်တို့ရောက်လာတဲ့တန်ကြောင်နေမှာအမျိုးအစားနဲ့ဟိုဖြစ်တင်ဖြစ်လိုက်တဲ့အမျိုးအစားဟုတ်ကဲ့လားလို့တန်တရားရှိရတဲ့ကိစ္စတွေရှိတယ်။ဆိုတော့အဲ့ဒါလေးတွေလည်းကျွန်တော်တို့ကအခုတေချာအခုလို့ဖြစ်တဲ့အချိန်မှာတော့အရင်တော့လုံးမယ်ဆိုရင်တော့လည်းမလိုဘူးထင်လို့ဟိုကင်တွယ်ဖို့နည်းနည်းမချောမောတာတွေရှိခဲ့တာပေါ့နော်။ဒါပေမဲ့အခုလို့အချိန်မှာတော့ဒါတိုင်းပြည်ရဲ့အပေါ်ဆုံး စီမံခန့်ခွဲရေးဘက်ကနေပြီးအောက်ဆုံးအောက်ခြေလူထုအထိအမြင်ကျယ်နေတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီလိုနောက်နောက်မှာနည်းနည်းချုံရင်းကျဖြစ်လာနိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့ဝိုင်းဝန်းဖြေရှင်းဖို့စူးစမ်းရမှာဖြစ်ပါတယ်ခင်ဗျ။အခုကတော့လှေကားဆိုရင်ဒါကျွန်တော်တို့ကဟိုလှေကားကဒီဇိုင်းလုပ်တဲ့ဟိုဒီဇိုင်းလုပ်တဲ့အချိန်မှာထည့်တွက်ခဲ့ရင်တော့လေသူကကောင်းတယ်ဆိုကြပါဘောစောက်တဲ့အချိန်လဲကောင်းကောင်းဖို့လိုတာဗောနော်သူက သူလှေကားကိုလောင်းရတဲ့ပုံစံကသူကအထက်တစ်ထပ်လောင်းတယ်တိုင်တိုင်နေလောင်းတယ်အခါတည်းကျလှေကားကိုကဟိုအမှတ်တမဲ့ခက်ပေါ်ပေါ်လုံးမိတာတွေရှိနေတယ်အဲ့ဒါမျိုးများဖြစ်လာခဲ့ရင်သူကတကယ်ငလျင်လို့ရင်သူကလှေကားကပြုတ်ကျသွားနိုင်တာပေါ့နော်ဆိုတော့ပြက်ပြက်ပြုတ်ပြက်ပြက်ကျသွားတာလို့ပြုတ်ကျသွားတာဖြစ်နေတာအဲ့တော့သူကကျွန်တော်တို့ကအခုကရန်ကုန်တိုက်တီပုံစံဆိုရင်သူကဒီအိမ်အိမ်အားလုံးဟာရှေ့ ်လှေကားကနေထွက်ဆင်းရင်ဆင်းမဆင်းရင်နောက်ကအရေးပေါ်လှေကားလို့ခေါ်တဲ့ဟာပေါ့နော်အဲအရေးပေါ်လှေကားဆိုတဲ့ဟာမှာအခုဆရာတယောက်ပြောသွားတာလည်းတွေ့ပါပေါ့လူအလုံးကအဲဟာကိုဘယ်တော့မှသုံးမှာမဟုတ်ပါဘူးဆိုပစ္စည်းတွေထားတာတွေဘာတွေပိတ်နေတာရှိတယ်နောက်တစ်ခုကတန်လှေကားတက်ခဲ့တာကဒါရန်ကုန်ရန်ကုန်မြို့တော်စီမံရလဲတန် နောက်ပိုင်းမှာတန်လှေကားမတက်ရလို့ပြညာရတဲ့အစီအရာဘယ်လိုပဲဆိုကျွန်တော်စီမံအဲ့တန်လေကားပေါ်တက်ပြီးဖုံးပြောရတာနေပြုတ်ကြပြီးတည်တယ်တို့ဘာလို့တော့ဖြစ်ခဲ့ဘူးလားဟုတ်ဆိုတော့ အခုတော့ကွန်ကရစ်နဲ့ပဲလိုးရမယ်လို့ပြညာခဲ့တယ်။အဲအဲ့မှာအဲ့လေကားလေးတွေကလည်းဒါလက်တွေ့မှာအလုံးသိကြပါပါ။ဟိုအရေးပေါ်ကြမှာတုံးမှာဆိုပြီးတော့စင်းရင်တဲ့ရင်ကိုဟိုနည်းနည်းအဆင်မပြေတဲ့အနေအထားမျိုးလေးတွေရှိတယ်။ဘာလို့ဆိုတော့တော်တော်နဲ့တုံးမှာမဟုတ်တော့စကားလေးကလေကားရဲ့အနေအထားကအဆင်အတဲ့ပကောင်းတဲ့ဟာတွေပေါ့နော်။အဲ့လိုမျိုးလေး။အဲ့တော့ နောက်နောက်ကျွန်တော်တို့ကအခုဒီထွက်ပြေးလန်းထွက်လန်းဆိုတာဒီလှေကိနှစ်ခုပဲရှိတာ哦ဆိုတော့အဲ့နှစ်ခုကိုနည်းနည်းဟိုတက်ဆိုင်ရအာနာပိုင်းအဖွဲ့စည်းရနေပြီးတော့လိုအပ်လို့ဟိုပြည့်ညတ်ရင်လည်းနည်းနည်းအားလုံးကဝိုင်းဝန်းပြီးတော့လိုက်လိုက်နာဆောင်ရွက်ဖို့လိုပါမယ်နောက်စောက်တဲ့အချိန်မှာလည်းခုနလိုဒီနေရာဟာခတ်ဖို့ပေါ့လိုရမယ့်နေရာမဟုတ်ဘူးဆိုတာသိဖို့လိုပါတယ်ခင်ဗျာအခုကတော့ဒါအားလုံးလည်းလက်တလောမြင်လိုက်တွေ့လဲရတော့ကိုယ်တိုင်လည်းခံစားခဲ့ရတဲ့အခါကျတော့ ထိတ်တလန့်ဖြစ်ကြတာပေါ့နော်ဒါနောက်ပြီးတော့နောက်တစ်ခါအများဖြစ်ခဲ့ရင်ဆိုတော့စိုးရင်ရဲ့လည်းရှိတယ်ဖြစ်ခဲ့တဲ့နေရာတွေကလူတွေပြည်သူလူထုဆိုရင်တော့ပို့ပြီးတော့ထိတ်လန့်မှာပေါ့ဘာလို့သူကခံစားခဲ့ရတာဘူးအဲ့တော့ပြောရရင်တော့လည်းမဖြစ်သေးတဲ့နေရာကလူတွေလည်းဟိုလောလောဆယ်မှာငါတို့အများဖြစ်လိုက်ရင်ဆိုတော့အတွေးအားရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါပြောရရင်အေးရင်ကိုဖြောင်းဖြောင်းမအေးရဘူးပြတွန်းတွန်းလင်းပြောရတယ်ဒါပေမဲ့ကိုကအခုကကြောက်နေုံနဲ့မပြီးပါဘူး ။ဒါဆိုအခုလောလောဆယ်ဖြစ်သွားတဲ့နမူနာတွေကိုကြည့်ပြီးတော့သူတို့ဘာဖြစ်ခဲ့တယ်လဲ။နမူနာပြောရရင်ဒါအခုစာဝီးတစ်ခုလုံးစောက်ထားတဲ့ဟိုသူ့ရဲ့အမာခံဖရိတ်ကြီးကတော့ဒါဖြစ်နိုင်ကြပြင်ဖြစ်နိုင်တာဆိုတာဒါကိုလုံနိုင်တဲ့အလုပ်တော့လက်လန်းမိခြင်းမှမိပါအောင်။ဒါပေမဲ့အခုကိုလက်လန်းမိနိုင်တာကဘာလဲဆိုငါအိမ်ထဲမှာငါတို့အိမ်ထဲမှာဘယ်နေရာဟာဒီလိုမျိုးများဖြစ်ခဲ့ရင် ကြိခိုက်အ ਨੇ ဆုံးဖြစ်နိုင်တယ်လေအဲ့လိုနေရာမျိုးလေးတွေရှာထားရှာထားတာကောင်းပါတယ်နောက်တစ်ခုကဟိုအုံနေရံတို့ဟာမျိုးတွေပြူပြူကြတာတွေ့ကြလိမ့်မယ်အဲ့တော့အဲ့ဒါငါတို့အုံနေရံကဟိုအဆင်ပြေရလားဖြစ်လာရင်ပြူများပြူနိုင်သလားဗာများပြင်ရမလဲဆိုတာကြာသက်ဆိုင်တကြံနားလက်သူတွေနဲ့နည်းနည်းတိုင်ပင်ဆွေးနွေးပြီးတော့ပြင်သင့်တာလေးတွေပြင်ထားရင်ကောင်းပါမယ်နောက်တစ်ခုကမျက်နှာချက်ပြုတ်ကြတဲ့ကိစ္စ ူလည်းပေါ့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 ပါပါကိစ္စမဟုတ်ဘူးပေါ့နော်ဒါဖြစ်လိုက်ရင်ကိုထိခိုက်နိုင်တာပဲပေါ့အဲ့ဒါမျိုးကြရင်ငါတို့မျက်နှာချက်ကဒီလိုမျိုးများလှုပ်ရင်ပြုတ်ကြနိုင်လားအဲ့ဒါဆိုနည်းနည်းပြင်စရာရှိပြင်မယ်နောက်တစ်ခုကကျွန်တော်ကအိမ်ခုနဖြစ်လာရင်အိမ်ရဲ့အန်ရဲ့ဖြစ်နိုင်မှုအ ਨੇ ဆုံးနေရာလေးကိုရှာထားမယ်ပြီးရင်ထွက်လန်းပြေးလန်းထွက်လန်းပေါ့နော်အဲ့ဒါလည်းကြိုပြီးတော့စဉ်းစားထားဖို့လိုပါတယ်အဲ့တော့နောက်ပြီးတော့ဟိုဖြစ်လာတဲ့အချိန်မှာကိုကဟို အလန်တကြားဖြစ်တာကတော့ဖြစ်မှာပဲဒါပေမဲ့လည်းသူကဖြစ်လာတဲ့အချိန်မှာဘလို့တုံ့ပြန်ရမယ်ဆိုတော့ကြိုးစင်းစားထားရင်တော့ဟိုဒီတိုင်းကြောက်နေတာတဲ့စာရင်တော့ကိုအကျိုးရှိပါလိမ့်မယ်ခင်ဗျ